အာဆီယံလှည့်ကြဥက္ကဋ္ဌမလေးရှားရဲ့နိုင်ငံခြားရေးဝန်ကြီးမစ္စတာဟာဆန်နဲ့ကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်တို့အော်တိုဘာ9ရက်ကတွေ့ဆုံဆွေးနွေးမှုအားမြန်မာနိုင်ငံအတွက်ဘလို့အကျိုးသက်ရောက်မှုတွေရှိလာနိုင်တယ်လဲဆိုတဲ့အပေါ်စီးရင်တဲ့နိုင်ငံရေးကဲခတ်တွေကစောင့်ကြည့်နေကြပါတယ်မလေးရှားနိုင်ငံခြားရေးဝန်ကြီးကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကုညီဆောင်ရွက်ပေးတော်မှာဖြစ်တဲ့အတွက်ရွေးကောက်ပွဲကိုနိုင်ငံတကာကအတိအမှတ်ပြုပြီးသွားရင်နောက်သက်လာမယ့်အဆိုရကလည်းနိုင်ငံတကာကအာရုံစူးစမ်းမှုခံရနိုင်တဲ့အဆိုရတည်းရဖြစ်လာနိုင်တယ်လို့ တိုင်းလန်ရှန်ဒီအမျိုးသားများဖိမျိုးတက်ရေးပါတီဩဂထဆိုင်းတယောင်က CNN သတင်းဌာနကိုပြောပါတယ်ကျွန်တော်အမြင်ကတော့ဒီရွေးကောက်ပွဲကိုသူကကူညီမယ်ဆိုတဲ့ကကြတော့မြန်မာနိုင်ငံဒီရွေးကောက်ပွဲကနိုင်ငံနိုင်ငံကတီးမပြူပြီးတွားရင်ကျွန်တော်ဒါနဲ့တော့တက်လာမယ်ဆိုရပဲဒါဟာတီးပြနိုင်ငံကတီးမပြူပြီးသားဖြစ်သွားတာပါနော် အဲဒီကပွဲနဲ့ပေါ်ထွက်လာမဲ့ဆိုရတယ်ဒါတရားဒီနိုင်ငံကတိကနေမြမအာရုံစူးစိုက်မှုကိုခံရနိုင်မဲ့ဆိုရတရားဖြစ်လာနိုင်မှာပေါ့အကောင့်ဘက်ကိုပြောင်းလဲသွားနိုင်ပါလေဒါကျွန်တော်ရဲ့အမြင်ပေါ့နော်ဒီအခုအခုနေချိန်တက်ကတော့ဒီရုပ်ကပွဲပြီးသွားမယ်ရုပ်ကပွဲလည်းပြီးသွားနောက်လည်းဟိုကခံရမယ်နောက်အစိုးရလည်းပေါ်လာမယ်ဒါပြည်ရွေးချယ်တဲ့အစိုးရလည်းပေါ်လာပြီးနောက်နောက်လွတ်တော်ကြီးပေါ်လာမယ် လွတ်တော်ပေါ်လာပြီဆိုတော့ပြည်ထူတာနေကိုလွတ်တော်မှာပြောလို့ဆိုလို့ရလာမယ်အဲ့တော့အခုဒီချိန်မှာပြည်ထူတာကပြောပြီးမဲ့အဖွဲ့စည်းတမ်းရှိလို့ဆိုတော့ပြည်ထူတာကပျောက်နေတယ်ပေါ့အဲ့ပြည်ထူတာနေပေါ်လာပြီဆိုရင်တော့နိုင်ငံညနိုင်ငံကြီးကအကောင်းမကိုတော့ဒီမြန်မာရွှေ့လာရွှေ့သွားမယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်အဲ့ဒီနော်လက်နက်ကိုင်းတော်လိုင်းရနှစ်ပေါင်း90ကျော်ကြာမြင့်လာတာဖြစ်တဲ့တွက်မြန်မာနိုင်ငံနဲ့နာတယ်လို့ပြည်သူတွေဒုက္ခရောက်လာတယ်လို့တိုင်းလန်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ပြီးပါတီဥက္ကဋ္ဌဆိုင်းထီအောင်ကထောက်ပြပါဗျာ။ ကျွန်တော်အမြင်ကတော့လက်နက်ကင်တော်လာရေးကနှစ်ပေါင်း80ကျော်လာပြီပြည်သူဒီဒုက္ခရောက်ပြီးမှနိုင်ငံပဲနာတာဖြစ်တယ်အဲ့ဒါကြောင့်မို့နိုင်ငံရေးလှုပ်ချင်တဲ့နိုင်ငံကိုချစ်တယ်ဆိုရင်တော့ဝဲဝဲမှဖြစ်ချင်းကြတာကောင်းပါလေဒီဒီဘဝဖြစ်ချင်းကြမယ်ဆိုရင်တော့အမုန်းပြားလေးကိုဖယ်ရှားပေးခဲ့ဖို့တော့လိုအပ်တာပါနော်အဲအခုအမုံပြိုင်နေတာဆိုဝဲဝဲမှမဖြစ်ရှင်းနိုင်ဘူးအခုကော်မရှင်ဥက္ကဋ္ဌနဲ့ဖိတ်ကြားတာ ဒါတော့ကျွန်တော်အနေနဲ့တော့လာသိချင်းပါတယ်နည်းနည်းကိုက်တော်လာရေးရမြန်မာပြည်မှာဖြစ်တာနိုင်ငံပဲနားတယ်ပြည်သူပဲဒုက္ခရောက်တယ်ပြည်သူကိုချစ်တဲ့နိုင်ငံကိုချစ်တဲ့ဆိုရင်တော့ဒါလာပြီးမှသဝဲဝိုင်းမှာဝိုင်းပြီးကျွန်တော်တို့အဖြေရှာပြီးမှတွားကြမယ်ဆိုရင်တော့နိုင်ငံတုတ်တက်ရေးတွေအများကြီးဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်မြင်ပါတယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပမယ်ရွေးကောက်ပွဲကိုအာဆီယံကနေရွေးကောက်ပွဲလေးလာစောင့်ကြည့်အဖွဲ့ဆေလုတ်ပေးသွားမယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီး မစ္စတာဟာဆန်ကပြောကြားခဲ့ပါတယ်။အာဆီယံလက်ကျဥက္ကဋ္ဌဖြင့်မလေးရှားနိုင်ငံကတာဝန်ယူခဲ့တဲ့အခါမှာမြန်မာနိုင်ငံနဲ့အာဆီယံကြားဆက်ဆံရေးယူရင်းနေမှုကလည်းပြန်လည်ကောင်းမွန်လာသလိုမလေးရှားနိုင်ငံနဲ့မြန်မာနိုင်ငံကြားတာဏမန်ဆက်ဆံရေးအားနည်းမှုကလည်းပြန်လည်အားကောင်းလာခဲ့ပါတယ်။